ကိုယ့်ရဲ့အတမွေးကြောင်းရွေးချယ်မှုနဲ့ပတ်သက်ရင်အမှတ်တအရေးကြီးဆုံးအချက်ကတော့ကိုယ်ဘာဖြစ်ချင်တာလဲဘာလို့ချင်တာလဲကိုရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့အရေးကြီးပါတယ်။အားလုံးမင်္ဂလာပါ။ဒီနေ့မှာတော့ကျွန်တော်ကကိုယ့်ရဲ့တမွေးကြောင်းလမ်းကြောင်း career လမ်းကြောင်းပေါ့နော်ရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ဝေမျှပေးခြင်းပါတယ်။ဒါတော့ကျွန်တော်ရဲ့အသည့်ညီလေးတယောက်ကနေပြီးတော့လာတိုင်းမင်းနဲ့သူ့အနေနဲ့လက်ရှိချိန်မှာပြပပဲထွက်တင်လာ။ဒါမှမဟုတ်ပြည်တွင်းမှာပဲသူဆက်ပြီးတော့လှုပ်လှုပ်တင်လာပေါ့နော်။ ဆိုတော့ဒီကဟာမှာတော့ကျွန်တော်တို့ခြေထွက်မှာတော့တည်တဲ့တိုင်ပေါ့နော်ကျွန်တော်တို့ခုစရာနဲ့ပြပထွက်กว่าဆိုပြီးတော့ပြောရမလို့ဖြစ်နေအချိန်ကြီးကဒါအားလုံးတည်တဲ့တိုင်ပဲနိုင်ငံကိစ္စတွေရှိတယ်။နောက်စီးပွားရေးကြတဲ့မှုတွေရှိတယ်။လောက်ကန်ခွင်းလန်းနေရှားပါလာတယ်။ဒီမှာကုန်သင်းတော့နေကြည်မင်းသာသဖြင့်ဒီမှာလောက်ကန်ရစီးပွားရေးရဝန်ွေရရက်တရာအင်မတန်ခက်ခဲပါတယ်။ဆိုတော့လောလောကူပြောရရင်တော့ပြပထွက်ဆိုပြီးတော့ကျွန်တော်အကြံပေးရမလို့ဖြစ်နေပြီ။ ဆိုတော့ဒါကတော့ define ပေါ့နော်ကျွန်တော်အဲ့တော့ဗာလေးဆက်ပြောခြင်းလဲဆိုတော့ career ရွေးချယ်မှုကိုယ့်ရဲ့အသက်ဝန်းကြောင်းရွေးချယ်မှုနဲ့ပတ်သက်လို့ရှိရင်စဉ်းစားစစ်တဲ့အရာကအချိန်အဖြစ်ကျွန်တော်တို့နှစ်ချက်ပဲဆိုတော့ကိုယ့်ရဲ့ဒီအသက်ဝန်းကြောင်းရွေးချယ်မှုနဲ့ပတ်သက်ရင်အချိန်အဖြစ်နံပါတ်1ကျွန်တော်တို့ပတ်စံလိုချင်တာလားဒါမှမဟုတ်ကျွန်တော်တို့က skill ကျွမ်းကျင်မှုလို့တွေ့ကြုံလို့လိုချင်တာလားဒါကိုချက်ချင်းလင်းလင်းသဘောမဟုတ်ဘူးအခြေကြီးတယ်ကျွန်တော်ပတ်စံလိုချင်တယ်ဆိုလို့ရှိရင်ဒီပေါက်မှာပဲဖြစ်ဖြစ်ကိုယ့်အတွက်ပတ်စံကောင်းရမယ်ငွေမြတ်ရမယ် ဖွင့်လန်းရှိတယ်ဆိုရင်လုပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကပစံတော့ကိုမိသားစုတော့အရေးမကြီးဘူးကိုကရေရှည်တွက်တည်ဆောက်ခြင်းနဲ့ရေရှည်မှာ professional တယောက်ဖြစ်ခြင်းနဲ့ရေရှည်မှာကိုယ်ပိုင်လုပ်ငန်းလုပ်ခြင်းနဲ့ဆိုလို့ရှိရင် skill လို့ခေါ်တဲ့ဒီကျွမ်းကျင်မှုနဲ့နောက် experience အတွေ့အကြုံပေါ့နော်ဒါတွေကျွန်တော်တည်ဆောက်ထားဖို့လိုတယ်ထပ်ပေါ်တော့တင်မတက်တယ်ဆိုတော့၄၅၆နှစ်တည်းမှာခင်ဗျာဝင်ဝင်ဒီအဆမတန်ခုန်တက်သွားနိုင်တယ်ဓာတ်တွေတိုးတယ်ဝင်ဝင်ဒီတိုးတယ်မထပ်ပေါ်တော့သိ90လား100လားစသဖြင့်ဒီလိုဝင်ဝင်ဒီအများကြီးရနိုင်တယ်ဒါပေမဲ့တကယ်တကယ်ကျွန်တော်တို့ကဟိုတင်မမလိုက်ခြင်းတော့နားခြင်းနဲ့အပြင်မှာတို့တစ်ခုလုပ်ခြင်းနဲ့ဆိုလို့ရှိရင်အားရရလား experience ဒီမ မှာပြန်သုံးဖို့ကမ္ဘာခတ်ပါတယ်စိတ်ယုံတွေကမှလှုပ်တယ်ပြည်တွင်းမှာပဲပြည်ပမှာပဲဖြစ်ဟောပတ်စံလို့လို့ဆိုဝင်လောက်လိုက်တယ်တကယ်တကယ်ကိုလိုချင်တဲ့အလုံးမဟုတ်ကိုဝါသနာပါတဲ့အလုံးမဟုတ်နောက်ပိုင်းမှာကျွန်တော်တို့ကကိုဝါသနာပါတဲ့အလုံးတစ်ခုပြန်လောက်မှဆိုလို့ရှိရင်ဒီရရတဲ့အထွေကျော် ပြန်ပြီးတော့အသုံးချလို့ရချင်မှရမယ် industry တွေနဲ့ပယ်တွေမတူဘူးပေါ့လေကျွန်တော်လူငယ်တွေနဲ့ဒီနောက်ပိုင်းမှာပြောပြင်လဲအများတန်းထည့်ပြောရတဲ့စကားပေါ့ကိုပါလို့ချင်တဲ့တည်ဖို့ရည်ကြီးတယ်ကျွန်တော်ပတ်စံလိုချင်တာလားတောင်မို့ကိုရဲ့ career အတွက်ရည်ရှိအတွက်တည်ဆောက်ချင်တာလားပေါ့ကျွန်တော်ပတ်စံလိုချင်တော့ခုနပြောလိုပဲပတ်စံမှန်မှန်ရတဲ့ဟာကိုကျွန်တော်လုပ်လက်လေဒါပေမဲ့ရည်ရှိ professional တယောက်အနေနဲ့တည်ဆောက်ချင်တယ်ကိုပိုင်လုပ်ငန်းအတွက်ချုပ်တင်ပြင်ဆင်ချင်တယ်ဆိုလို့ရှိရင်တော့ကျွမ်းကျင်မှု skill တွေကျွန်တော်ဖြည့်ဖို့လိုတယ်နောက်တော့အဆက်အသွယ်တွေကိုရဲ့မိတ်ဆွေပေါင်းစင်းတွေတည်ဆောက်ဖို့လိုတယ်ပြီးရင်ကျွန်တော်ခုနအထွေကြုံနဲ့ရည်ကြီးတယ် ်ပေါ့လေဆိုတော့ career ရွေးချယ်မှုနဲ့ပတ်သက်လို့ရှင်ကိုဘာလို့ရှင်လဲကျွန်တော်ရှင်းလင်းသဘောပေါက်ဖို့ကြည့်ကြည့်တယ်ပတ်စံရေးဖို့လိုနေလားလားအဲ့လိုမဟုတ်ပဲနဲ့ပတ်စံရေးမကြည့်ဘူးအတွေ့အကြုံတို့ experience တို့ကြွမ်းကျင်မှုတို့လိုချင်တဲ့ဆိုရင်ကိုယ့်အတွက်ကြွမ်းကျင်မှုတို့အတွေ့အကြုံတို့ကောင်းကောင်းရတဲ့နေရာမှာ ာလုတ်တင်ပါတယ်မဟုတ်လို့ရှင်တော့အဆက်နောက်ကိုလိုင်းနေအချင်းတစ်ခုရောက်လာတဲ့ချိန်မှာလဲဟိုဘာလို့ရှင်လို့လှုပ်ရှင်မမသိဘူးဟိုဘာဖြစ်ရှင်လို့ဖြစ်ရှင်မမသိဘူးเนาะလမ်းပြောင်းနေရှိတယ်တချို့ဆိုရင်ဒီ35 40လောက်အထိကိုယ့်ရဲ့ career ရှာမတွေ့တာတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကငယ်တုန်းရွယ်တုန်းမှာတခြားရွေးဖို့ရည်ကြီးတယ်တက်နိုင်ဆုံးရှိရှိအတွက်ကြွညမှုတွေအထွေကြုံတွေနောက် network တွေပေါ့ဒါဒီဆောက်ထားနိုင်ဖို့ရည်ကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်